တင်းထဏာကိုနားသာသာဆင်နေကြတဲ့ပရိသတ်တွေအားလုံးကိုတာလီဆွားပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ22ရက်နေ့စီအန်ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်မတာယာကအစီအစဉ်မှုဖြစ်တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့နားဆင်ရမယ့်သတင်းတွေကတော့မင်းပြမှာနေမြင်မှုကဒေတာခန့်တွေပြည်သူတွေရဲ့မြေပဲခင့်ကို မတရားကျူးကျော်ဝင်ရောက်နှုတ်သိမ်းတာကြောင့် ဒေတာခန်တွေနဲ့နေမြင်မှုစကားများတာဖြစ်ခဲ့တယ်ဆိုတဲ့တဲ့။ကြောက်ဖြူမှာဆန်ဆဲအစမတန်မြင့်တက်နေတယ်ဆိုတဲ့တဲ့။ငလင်ကြောက်ဆာမိုဝဲအဖြစ်လွားပျက်စီးသွားတဲ့အတွက်ဆာမိုဝဲပြန်စစ်မယ်လို့စစ်ကောင်စီပြောဆိုလိုက်တဲ့တဲ့။လေးလာတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား63ဦးသေဆုံးက78ဦးဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေထုတ်ပြန်လာတဲ့သတင်းတွေကိုကြားရမှလည်းဖြစ်ပါတယ်။ တင်းနေနဲ့မင်းပြမှာမင်းမြင်မှုကဒေသခံတွေပြည်သူတွေရဲ့မြေပဲခင်းကိုမတရားချူးချော်ဝင်ရောက်နှုတ်သိမ်းတာကြောင့်ဒေသခံတွေနဲ့နေမြင်မှုစကားများခဲ့တယ်ဆိုတဲ့သတင်းကို ပြောပြပေးပါမယ်။မခိုင်းပြည်မင်းပြမြို့နယ်နဂရာအုပ်စုညောင်ပင်ဝိုင်းကျေးရွာမှာဒေသခံပြည်သူတွေရဲ့မြေပဲဆိုင်ခင်းကို မင်းပြနေမြင်မှုဥညီပုကဥဆောင်ကပိုင်ရှင်တွေရဲ့ခွင့်ပြုချက်ကိုမတောင်းခံပဲဆိုင်ခင်းအတွင်းကမြေပဲတွေကိုနှုတ်ယူခဲ့တဲ့အတွက်ဒေသခံဆိုင်ခင်းပိုင်ရှင်တွေနဲ့နေမြင်မှုဥညီပုတို့ စကားများတာတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီစိုက်ခင်းတွေဟာနဂရအောက်စုညောင်မင်းဝိုင်းကျေးရွာမြေပဲစိုက်တောင်သူ30ခန်းရဲ့မြေပဲခင်းတွေကိုနယ်မြေမှုကိုတိုင်ဥဆောင်ကအငှားသမားတွေနဲ့မြေပဲတွေကိုနှုတ်သိမ်းခဲ့တာဖြစ်တယ်လို့ဒီအခြေအနေတွေကိုအသေးစိတ်သိရှိသူမင်းမြတ်ဒေသခံတဦးကပြောပါတယ်။မေကိုသိမ်းရတဲ့မိုးပါလိုက်တယ်ပြောဘူးဆိုခဲ့အခုဆိုနေပြီခဲ့ရေကောမှာရှိရဲ့ဒီ ရှောင်းနကင်းနဲ့မဆိုင်ရင်အပေါ်ဘူးဆိုအပရိုတက်ဖာလူတူကနေပြီးကရရှောင်းကိုနေပြီးကရှောင်းနကင်းကကျွင်းပေါ်တော့ဒီကိုသူကနေပြီးလိုရှောင်းပါမလို့သူလေးတော့နေပြီးကသူလေးတော့နေသူလေးသွားပြပါမလို့မြေရမှာကျွင်းပေါ်ကြပဲဘုံမျိုးရေရကသူကနေပြီးကအေကိုလောက်တိုင်းအေကနေပြီးကပေါ်ဘူးဆိုကရဖာကနေပြီးကလဲဆာထားလို့ရှိလိပါဘောဒီနေပြီးကအကွေမလို့ရမလို့ရဘယ်လိုလဲမပြတ်ပါရဲ့ကသူတို့ကနေပြီးကအစားကလုံးစနေဆိုကိုယ်နဲ့စနေလုံးစရတာဇာတိဇာနေပြီးအဝူးလေးလုံးပါမလို့ဒီမှာနေပြီးက လောကနေပြီးခဲ့ဦးဆိုပေတော့ပေါ်ဖို့အရှိပါမလဲပေတော့ပေါ်ရှင်မှာသူတို့နေပြီးခဲ့အေကလူတို့နေပြီးခဲ့အလုံးသမားတွေခေါ်ခေါ်နာညပေတော့တွေဒါလို့နှုတ်ပါအောင်လုံးလက်ရှိပြဿနာဖြစ်ပွားခဲ့တဲ့နာဂရာအုပ်စုမြောင်ပင်ဝိုင်းကျဲရွာမှာအင်ဂျီ80ခန့်ရှိပြီးတော့လက်ရှိအဲ့ဒီမြေပဲစိုက်ခင်းတွေကိုပိုင်ရှင်တွေအနေနဲ့လည်းနှောက်ယူတာမလုပ်ရဘူးလို့မင်းပြနယ်မြေမူဥညီပုကတားမြစ်ထားတာတွေရှိတယ်လို့ဆိုပါတယ်။လက်ရှိအွန်လိုင်းပေါ်မှာပြက်နေတဲ့ရုပ်တံဖိုင်ရမင်းပြနယ်မြေမူဥညီပုနဲ့ ာရခတက်တော်ရဲ့ရဲဘော်တို့ဟာအဲ့ဒီစိုက်ခင်းအတွင်းမှာမြေပဲတွေကိုနှုတ်ကာပုံထားတာတွေကို တွေ့ရတယ်လို့သူတို့အနေနဲ့လက်ရှိလောက်ကိုင်းနေတဲ့မြေပဲနှုတ်ယူမှုကိုရက်တန့်သွားမှာဖြစ်ပြီးတော့ဒီကိစ္စဟာသူ့အနေနဲ့လောက်ဆောင်တာမဟုတ်ဘူးဆိုတော့ပြောဆိုချက်စကားတွေကိုပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင်ဒေတာခန့်တွေကလည်းအာရခတက်တော်အနေနဲ့လိုအပ်ချက်ရှိတယ်ဆိုခဲ့ရင် ပြည်သူတွေအနေနဲ့လှူဒန်းမှုတွေလောက်ဆောင်သွားမယ်ဆိုတော့ပြောဆိုမှုတွေရှိတယ်လို့အခုလိုဥပဒေအရဆိုတဲ့စကားနဲ့ရာထူးအာနာပြက အတင်းလူယူတာဟာမင်းအွန်လိုင်းစစ်တပ်ထက်ဆိုးရွားတဲ့လုပ်ရက်ဖြစ်တယ်လို့လဲဒေသခံအမျိုးသားတအုပ်ကနည်းမြမှုကိုပြောဆိုထားတာတွေ့ရပါတယ်။ဒါပြင်အာနာကိုအခွင့်ထူးခံအဖြစ်အသုံးချကပြည်သူတွေကိုနှိပ်စက်တာမျိုးတွေမလုပ်ဖို့ကိုလည်းအဲ့ဒီရုတ်တန့်ဖိုင်ထဲမှာဒေသခံတွေကပြောဆိုထားပါတယ်။လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အာရခတက်တော်အနေနဲ့ဘယ်လိုစီမံဆောင်ရွက်မှုတွေလှောက်ဆောင်နေတယ်ဆိုတာကိုတော့စစ်အနေနဲ့အာရခတက်တော်ပြောခွင့်ရဥက္ကဋ္ဌကိုဆက်တွယ်မေးမြန်းနေစေဖြစ်ပါတယ်။ နောက်သတင်းနှမုတ်အနေနဲ့ကြောက်ဖြူမှာစံစေးအစမတန်းမြင့်တက်နေတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်တဲ့ကြောက်ဖြူမြို့နယ်အတွင်းမှာစံစေးတွေအစမတန်မြင့်တက်နေတယ်လို့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ကြောက်ဖြူမြို့ပေါ်မှာစံလက်ဖြီတိတ်ကို16000ကျပ်အထိဈေးမြင့်တက်နေတာကြောင့်ဒေသခံပြည်သူတွေဟာစာဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ကြောက်ဖြူမြို့ဒေသခံတို့က CNA ကိုပြောပါရယ်။ ကြောက်ပြုံမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်တို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအလောက်ကတည်းကပဲတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲဖြစ်ပွားချိန်ကတည်းကပဲစံစဲတွေဆက်တိုက်ဆူတလို့မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။အခုလိုစံစဲတွေအစမတန်မြင့်တက်လာခဲ့ရတာဟာဒေတာအတွင်းမှာတိုက်ပွဲအခြေအနေနဲ့စစ်ကောင်စီတပ်တွေထောင်ထားတဲ့မြေမြုပ်ပိုင်းအခြေအနေတွေကြောင့်ဒေတာခန့်တွေဟာလေယာစိုက်ပျိုးရေးလုပ်ငန်းတွေမလုပ်ဆောင်လိုက်ရတဲ့အတွက်ဒေတာထွက်ဆန်နေပါကစံစဲတွေအစမတန်မြင့်တက်လာတာဖြစ်တယ်လို့ နောက်ထပ်ကြောက်ဖြူမျိုးဒေသခံတို့ကပြောပါတယ်ဒီလိုစစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာစံတပီကိုပို့ထောင်ချက်ထိဆွေးမြေ့တတ်တာတွေရှိနေပေမဲ့အာရခတ်တတော်ထိန်းချုပ်နယ်မြေတွေမှာစံတပီကို9000ဝန်းကျင်သာရှိတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်တဲ့ရင်တပုတ်နေတယ်ငလျင်ကြောင်စမိုးဝဲအဖြေပြပျက်စီးသွားတဲ့အတွက်စမိုးဝဲပြန်စစ်မယ်လို့စစ်ကောင်စီပြောလိုက်တဲ့တဲ့င်းပဲဖြစ်ပါတယ် ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြောင့်တက္ကသိုလ်ဝင်ဆောင်မွေးအဖြေလွှာတွေပျက်စီးသွားခဲ့ရတဲ့အတွက်ဆောင်မွေးပြန်လည်စစ်ဆေးသွားမယ်လို့စစ်ကောင်စီကဒီနေ့မတ်လ22ရက်နေ့မှာတရင်ထုတ်ပြန်လာပါတယ်။ငလင်ကြောင့်ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာစစ်ဆေးပြီးဖြစ်တဲ့တက္ကသိုလ်ဝင်ဆောင်မွေးအဖြေလွှာတွေဟာမီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ဆိုထားပါတယ်။အဲဒါကြောင့်အဖြေလွှာတွေပျက်စီးသွားခဲ့ရတဲ့ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာစစ်ကောင်စီကတက္ကသိုလ်ဝင်ခွင့်ဆောင်မွေးကို ဂျွန်လ16ရက်နေ့ကနေဂျွန်လ21ရက်နေ့အထိပြန်လည်စစ်ဆေးသွားမှာဖြစ်တယ်လို့ဆိုထားပါဗျ။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးတက္ကသိုလ်ပေမဆောင်ပြိုကျပျက်စီးမှုကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်အတွင်းကဆောင်ပွဲဖြစ်ဆိုထားသူစုစုပေါင်းအပြည့်လွား၄သိန်းဝန်းကျင်လောက်ဟာမိလုံပျက်စီးသွားခဲ့ရတာလည်းဖြစ်ပါတယ်။အခုလိုငလင်တန်တဲ့ဒေတာကပြည်သူတွေဟာစိုးရိမ်မှုတွေပူပန်မှုတွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေချိန်မှာတက္ကသိုလ်ဝင်ဆောင်ပွဲ ပြန်လည်ဖြေဆိုဖို့အတွက်လှုပ်ဆောင်လာတာဟာဆောင်မပွဲဝင်ရောက်ဖြေဆိုမဲ့ကလေးငယ်တွေအတွက်အခက်အခဲများစွာရှိလာမှာဖြစ်တယ်လို့လည်းပြောဆိုမှုတွေရှိနေကြပါတယ်။နောက်ဆုံးသတင်းမော်နေနဲ့လေးလာတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား63ဦးတေဆုံးက18ဦးဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေးထုတ်ပြန်လိုက်တဲ့သတင်းကိုပြောပြပေးပါမယ်။ဇန်နဝါရီလကနေဧပြီလအထိလေးလာအတွင်းမှာစစ်ကောင်စီတပ်သား63ဦးတေဆုံးက ၁၈ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေးကမနေ့ကတရင်ထုတ်ပြန်ပြောဆိုလာပါတယ်။ဒီလေးလက်ကာကာလအတွင်းမှာ PRA မကွေးအနေနဲ့တိုက်ပွဲပေါင်း23ကြိမ်ထိဖော်ဆောင်နိုင်ခဲ့ပြီးတော့စစ်ကောင်စီပုံမှုတီဟအောင်အပါဝင်စစ်ကောင်စီတပ်သား63ဦးဟာတိုက်ပွဲအတွင်းမှာတိုက်ဆုံခဲ့ရတယ်လို့ပိုကြီးအောင်ငိမ့်ချန်ပိုကြီးတင်ကိုထက်အပါဝင်စုစုပေါင်း18ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်တိုက်ပွဲတွေအတွင်းကလည်းစစ်ကောင်စီတပ်တွေစီကနေ လက်နက်ခဲယမ်းတွေနဲ့စစ်တောင်းဆောင်ပစ္စည်းတွေကိုလည်းတိုင်းစီရမိခဲ့ကြောင်းကို PIA မကွေးကပုံနဲ့တကွထုတ်ပြန်ပြသထားပါတယ်။လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးအနေနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကအမ်ဘရန်စစ်စင်ရေးအတွင်းမှာပါဝင်ဆောင်ရွက်နေတာတွေရှိပြီးတော့စစ်နယ်ဝန်ချက်တွင်လှုပ်ရှားနိုင်ဖို့အတွက်လည်းတပြိုင်တည်းအကောင့်တွေပေါ်ဆောင်ရွက်တာတွေရှိနေတယ်လို့ဆိုထားပါတယ်။ ့ CNN သတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာအပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်။